ဒီတန်းနဲ့ဆက်ပြောနေရဆိုတော့ကောင်းမှုပဲကျွန်တော်ဆက်ပြောလိုက်ပါမယ်။ဆိုတော့အမကားခံသေးတယ်။ခံလိုက်တာ။ဘူးရငါကိုစိတ်ရင်းရပေါ့ရှောက်ရှောက်ပြောရှင်တယ်။လွတ်လိုက်ပါ။လွတ်လိုက်ပါ။ငါဗာနေပါသေးကိုနေပါသေး तू तू အခုလိုမျိုးလေးပဲကြည့်ရတော်တော်ချောနေပြီဖြစ်နေတယ်ရတယ်ဟိုအမအနေနဲ့ကျတော့ဥဝင်းထိုးကြိုက်တာလည်းပါတယ်ကျွန်တော်တို့ကြိုက်တဲ့ဟာဆိုလို့ရှိရင်တော့တအားကြိုးစားတဲ့ဟာတစ်ခုပေါ့အဲဒီအောင်မြင်နေတဲ့လူတွေကယိုဒန်အောင်မြင်တာမျိုး မဟုတ်ဘဲနဲ့သူတို့မနောက်ပိုင်းမှာအကြောင်းပြချက်တစ်ခုရှိတယ်။အမရဲ့အနောက်ကရအကြောင်းတစ်ခုဆိုလို့ရှင်တော့စူးစမ်းတာပဲဖြစ်ပါလိမ့်မယ်။အမကတော့ရင်စူးစမ်းတယ်။ထင်တော့မထင်ရအောင်နော်။ထင်တော့မထင်ရအောင်။ဒီဒီသူ့အဲလူကောင်လေးနဲ့ဘယ်လောက်ထိအဲ့လိုအကြောတင်းပြီးတော့စူးစမ်းလိုက်မယ်လို့တော်တော်စူးစမ်းတာ။ဟုတ်တယ်အကြောတော့တင်းတယ်။တော်တော်စူးစမ်းတာ။ကျေးဇူးပါ။ တ်နေမှာဆုံးတယ်ဟုတ်ကားရိုက်နေနဲ့ကားရိုက်နေရတရားပါဆုံးကားရိုက်နေနဲ့ဘယ်တော့မင်းသမီးအနေနဲ့เนาะဆုံးရတာဒါပထမဆုံးပါမင်းသမီးမပါဘူးကိုယ်ထားဒီကားမှညီမလေးမင်းသမီးလေးโอเคအဲ့တူတူမရဟာပြောရလဲဒါလေဟိုကပေါ့နော်တင်နေတော့မဟုတ်ပေါ့နော်ကိုကိုတိလာတယ်ဟာပေါ့ဟုတ်ပါတယ်ဒီဘာရင်တဘာရင်မင်းသားရည်နဲ့ဘလိုပေါ့တာဝန်ပြီးပုံဖော်ခွင့်ရအောင်နော်အဓိကအဓိကအဓိကတရုပ်ဆောင်လို့ပြောမှာပေါ့နော်ဒီကားရဲ့အဓိကတရုပ်ဆောင်ပေါ့ ကျွန်တော်တော့ရောင်းတည့်တိတ်ပြောင်းပြောင်းပြောပြီးလိုက်တယ်နော်။ဘာမှကြူးကြူးတိတ်မပြောချင်တော့။ညညပါလေနော်။ဟုတ်ကဲ့။ဒီမှာအဓိကပြောစား။ဟိုကတိတ်တော့မကြားသေးပါဘူး။ဒါလည်းဖွင့်ချပြရတယ်တော့။ကောင်းကြီးမှကျွန်တော်တို့တိတ်သွားရံပုံကိုပဲသွားတယ်လေ။အမအမင်းသမီးဘယ်တော့မှမလို့။ဟာ။ဟာ okay 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 ။အင်းအင်း။ကြောက်ချက်ချင်းချက်ချင်းယူဒီကိုင်းပြဆိုတာ။ဟာ။အဲ့ဒါတလားတော့မရှိသေးဘူးမရှိဘူးမပြောပါဘူးတင်းဆောင်တင်းဆောင်လို့တာလေမင်းသမီးလို့တာမဟုတ်ဘူးမင်းလို့တာမဟုတ်ဘူးမင်းတော့အိမ်မက်မက်နေရလားမပြောလို့မပြောဘူးနော်ဆရာပါဟုတ် ဝမ်းသာပါတယ်အခုလိုပြောနော်ကျေးဇူးတင်ပါတယ်ဆုံတွေ့ဝင်ရတယ်နော်ဟုတ်အဲတွဲခေါ်ပြီးတယ်အဲကိုညီရောကိုထူအောင်တွဲခေါ်ပြီးရတယ် တဲကောပြီကိုရဒီလိုလေကိုရဒီလိုကိုရဒီလိုလေဟိုခုဒီကားကတော့မရိုက်ရသေးဘူးမရိုက်ခင်မှာကိုရဒီလိုမျိုး script meeting တွေအချိန်ချင်းလုပ်တယ် delivery တွေအချိန်ချင်းလုပ်တဲ့ခါမှာအာတယောက်နဲ့တယောက်ဘောနော်ပြန်လန်ပေါ့စကားတကားဆိုတာတယောက်တည်းအဲကောင်းနေလို့လည်းမရအောင်လေအဲ့တော့ဘယ်သူမှကြံခဲ့လို့လည်းမရအောင်တယောက်တည်းခြုံထွက်လို့လည်းမရအောင်အားလုံးဘက်ညီညီလှော်နိုင်အောင်လို့ကိုရပြင်ဆင်နေကြတာပေါ့အဲ့ဒါကိုပြောတာပါဟုတ်ကဲ့ ကျွန်တော်တို့ရဲ့ဒီဂျာရီတာဥပင်းထောင်းရဲ့ပထမဦးဆုံးဇလန်တွေလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီထဲမှာပါဝင်တဲ့လူအားလုံးကစူးစမ်းကြမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကုန်လုံးကရင်ကုန်စိတ်လှူရှာနေကြပါတယ်ပြီးကျွန်တော်တို့ဇလန်တွေမရိုက်ခင်မှာလည်းပဲ pre production လုပ်တဲ့ state လေးတွေကျွန်တော်ကသဘောကျတယ်အဲလုပ်တဲ့ခါမှာလည်းပဲအဲကျွန်တော်တို့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်အခန်းစဉ်တွေကြော်ဖတ်ရလေဟုတ်တယ်အဲအချိန်ကုန်ခဲ့ကွာတော့အားဖြင့်ပေါ့ဒါပေမဲ့အခုကကျွန်တော်တို့ script တွေကြီးပဲကိုအမဆိုလို့ရှိရင်တော့ကျွန်တော်ဆယ်ရဲဝင်းကျင်တော့ကျွန်တော်တို့ရှိနေပြီပေါ့နော်ကျွန်တော်တို့ကတော့ အာ9ရက်6ရက်လောက်တော့ကျွန်တော်တို့ရှိနေပြီအဲ့တော့ jet jet ဒီမှာဖြတ်တန်းလာခဲ့တဲ့အချိန်မှာအစကနေအဆုံး၄ဘာလောက်ထိကိုကျွန်တော်တို့ကအခုတော်တော်များများ script reading ကပြီးတော့ item by ဆိုင်ရာတွေကလည်းကျွန်တော်လေ့ကျင့်ခိုင်းတယ် ဆိုတော့ဒီတတရရဲ့ဒီပြင်ဆင်ထားတဲ့အတွက်ကြောင့်မလို့အမအတွက်လည်းအားရတဲ့ဟာအရာတစ်ခုဖြစ်မှာပါကျွန်တော်တို့ကဒီမင်းသက်သိဆိုလို့ရှိရင်အကုန်လုံးက item အခြေအဆက်တွေမမိမှာဆိုတဲ့အတွက်ကြောင့်မလို့ driver ဦးဝင်းထွန်းအနေနဲ့ကကြာတော့လေဒီလို pre production site ကိုကောင်းကောင်းလုပ်တယ်လို့ကျွန်တော်ယူဆပါတယ်ပြီးတော့ဦးပြောတဲ့စကားအတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီရုပ်ရှင်ကားကကြာတော့ကျွန်တော်တို့ကဒီ ဟိုပြောမယ်ဆိုလို့ရှိရင်ဒီအချိန်အတိုလေးတွေမှာပြည်သက်တွေကိုကျွန်တော်တို့ဖန်ဆားရတာဇလန်တွဲရကြတော့ကျွန်တော်တို့ကလက်စင်ကန်အပြေးပြိုင်ပွဲတလိုမျိုးပဲဒီထဲမှာအပိုင်း episode တစ်ခုတစ်ခုချင်းစီမှာကျွန်တော်တို့ကပြည်သက်ကိုဆွဲရမှာပေါ့အဲဥမာကိုကြီးတဲ့ဆိုကိုကြီးဆွဲပြီးတော့ကျွန်တော်လက်ကိုပေးရဲဆိုကျွန်တော်ကထပ်ပြီးပြန်ဆွဲအဲထဲမှာပါတဲ့လူတွေအားလုံးကကိုယ့်ရဲ့ကြားတဲ့နေရာကဏ္ဍအတီးတီးလိုက်ကိုအဲပြည်သက်တွေကိုကျွန်တော်တို့ကဆွဲဆောင်မှုပေးရမှာဖြစ်တယ်ကျွန်တော်တို့အားလုံးပါလဲပဲ အနေဒီအခန်းထဲဒီအများကြီးဖြစ်စေအကုန်လုံးကရေးပါပြီးတော့ရေးပါတယ်ဟုတ်အကုန်လုံးစူးစမ်းကြရမှာဖြစ်ပါတယ်ဟုတ်ကဲ့အဲ pre production မှာအမတ်တရအနေနဲ့ကတော့ဒီမှာအခုတီတန်းနဲ့ပဲဆက်ပြောနေရဆိုတော့ကောင်းမှုပဲကျော်ဆက်ပြောလိုက်ပါမယ်ဆိုတော့အမကောင်းခံပြီးခံလိုက်တာဘူးရေငါကိုစိတ်ရင်းရအပေါ်ရှောက်ရှောက်ပြောရှင်တယ်လွတ်လိုက်ပါလွတ်လိုက်ပါ ။ဒါပါနေပါသေးကိုနေပါသေးသူသူအခုလိုမျိုးလေးပဲကြည့်ရတော်တော်ချောနေပြီဖြစ်နေတယ်။ဟဲ့။ဒါဟိုအမအနေနဲ့ကျတော့ဥဝင်းထုံးကြိုက်တာလည်းပါတယ်။ကျွန်တော်တို့ကြိုက်တဲ့ဟာဆိုလို့ရှိရင်တော့တအားကြိုးစားတဲ့ဟာတစ်ခုပေါ့။အဲဒီအောင်မြင်နေတဲ့လူတွေကယိုဒန်အောင်မြင်တာမျိုး မဟုတ်ဘဲနဲ့သူတို့မနောက်ပွဲမှာအကြောင်းပြချက်တစ်ခုရှိရဲ။အမရဲ့အနောက်ကရအကြောင်းတစ်ခုဆိုလို့ရှင်တော့စူးစမ်းတာပဲဖြစ်ပါလိမ့်မယ်။အမကတော့ရင်စူးစမ်းတယ်။ထင်အောင်မထင်ရအောင်နော်။ဒီဒီသူ့အဲလူကောင်လေးနဲ့ဘယ်လောက်ထိအဲ့လိုအကျော်တင်ပြီးတော့စူးစမ်းလိမ့်မယ်လို့တော်တော်စူးစမ်းတာ။ဟုတ်တယ်ကျွန်တော်တင်တယ်။တော်တော်စူးစမ်းတာ။ကျေးဇူးပါ။ကျွန်တော်တို့ကလည်းဒီဇလန်းကလည်းအခုမှစရိုက်မှဖြစ်တယ်ကြောင့်မလို့စကားကိုတော့ကိုယ်တော်ကိုပြောချင်ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကဒီကြတာတစ်ခုကတော့ထဲမှာပါတဲ့ အမားတရားတွေစူးစမ်းတာမျိုးမဟုတ်ပဲねအထဲမှာပါတဲ့တိရုပ်ဆောင်အားလုံးကစူးစမ်းတာစူးစမ်းမှာဖြစ်ပါတယ်ကျွန်တော်တို့တာဝန်ရှိဖို့အတွက်ကျွန်တော်လုပ်နေကြတာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ပါတယ်ဟာဗောဒါအနုပညာရဲ့အဆီနီယာဇင်းရဲ့ဆီနီယာတွေပေါ့နော်အဲကျွန်တော် training တခြားမှာလည်းသင်ပေးတယ်ကျွန်တော်အဲလေ့ကျင့်တဲ့အခါမှာဆိုရင်ကိုကြီးဆိုလဲဇင်းတို့လိုရာလေးပြောပေးတယ်အဲထူအောင်ဆိုရင်တော့ဇင်းတို့ဒါမအတူနဲ့ဆိုရင်ပို့ပြီးတော့ဒီဇင်းတို့ဒါလည်းလေ့ကျင့်ရတာပို့ပြီးတော့များလာဆိုတော့ သူလည်းဈေးကိုလိုအပ်ချက်တွေအမဘယ်လိုဘယ်လိုသူနဲ့အချိတ်ဆက်ဘယ်လိုမျိုးရှိရမလဲဆိုတာမျိုးလေးပေါ့နော် chemistry မိအောင်လေအများကြီးသင်ပေးတယ်အဓိကဟိုပေါ့နော်ဈေးအတွက်လည်းဒီဟာကတာဝန်လဲကြီးရယ်မန်ဂျိုးဆိုတဲ့ character ကလည်းတာဝန်လဲအရင်ကြီးတယ်အားလုံးကလည်းတံမိုးထားတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့်ပုံဖော်တဲ့အခါမှာကိုတယောက်အတွက်နဲ့ ဒီဟိုဇလန်းပုံဖော်တဲ့အခါမှာတခခုဖြစ်သွားမလားဆိုရယ်စိုးရင်စီကစဉ်အမြင်အပြည့်ရှိရှိနေတယ်ပေါ့နော်အခုထိလည်းရှိနေတာဆိုတော့လေအဲ့တော့အားလုံးလက်တွဲခေါ်ပြီးတဲ့အတွက်လည်းစဉ်အရန်ဟိုပျော့တယ်ပေါ့နော်စဉ်လည်းစူးစမ်းခွင့်ရတဲ့အတွက်ကြောင့်စဉ်စူးစမ်းမှာပါဟုတ် จอร์ดินน่ะจอร์ดินน่ะดิโหลบาตูตะคู่กูโหหลุ่มเลยဆိုတော့ရှင်ตูไม่ผิดผิดအောင်ตูหลุ่มเลยဆိုတဲ့ဟာမျိုးပေါ့ဘယ်လိုအနောက်ချက်ပဲလာလာตูကတော့ဇွဲမလျှော့ဘူးဆိုတဲ့ဟာမျိုးตูဖြစ်အောင်หลุ่มเลยဆိုတဲ့ဟာမျိုးตูมาတွေ့ရတယ်တွေ့ရတယ်အပြင်တကယ်လဲလက်တွေ့လေ့ကျင့်ကြတဲ့အခါတွေ့ရတဲ့အခါမှာလဲပြီးတော့စကားတွေပို့ဖြစ်လာပို့ပြောဖြစ်လာတဲ့အခါကျတော့သူ့ရဲ့ငကိုအဲဒီနောက်ဟိုနောက်ဘက်ကသူစူးစမ်းခဲ့ရတာတခုချင်းစီဆုလိုက်လို့ဆိုရင်အော်သူမဖြစ်ဖြစ်အောင်အကုန်လုံးစူးစမ်းခဲ့ပါလားအကျော်တင်းပြီးတော့ဘာနောက်ဆက်ပဲရှိရှိလုပ်ခဲ့ပါလားဆိုတဲ့ဟာကိုသတိထား ဟဲ့ဒါဒါကခုနကဒီအခုသူ့ကိုပဲချီးမွမ်းနေတာပါအဲတကယ်တမ်းကကျွန်တော်တို့လည်းအောက်ချရတက်ခဲ့ရမှာအဲဒါတော့ဆိုးရအနေထားတစ်ခုကနေပဲကြိုးစားရုံးကပြင်းချင်းတက်လာအားလုံးပါအားလုံးပါအားလုံးပါ behind the story ရတော့ရှိပါဘူးကိုကြီးသူရှင်လည်းအဲတယောက်နဲ့တော့မတူတာပေါ့နော်ကိုကြီးရဲ့ဖြတ်သန်းလာပုံစဉ်းစဉ်းလို့လည်းကျွန်တော်သိရတယ်အရန်ကိုကြိုးစားခဲ့ရတယ်ဟိုအရှိရာ interview တစ်ခုမှတော့မဖြေထားတယ်ဟုတ်တယ်အမှကြည့်လိုက်ရတယ်နော်စင်ငယ်စင်ငယ်တွေပေါ့နော် အားလုံးကတော့လည်းကုလေးရမျိုးတော့မဟုတ်ပါဘူးမဟုတ်ဘူးဟုတ်တယ် ဟိုအတိကရတဲ့အခွင့်အရေးတစ်ခုကိုကိုယ်အနေနဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီရအောင်ဒါကိုစ조사권ရရင်조사권ရှိနေရဆိုရင်တော့조사ဖို့အတွက်ပေါ့နော်ကိုရောမနေ့ကဥပြောသလိုပေါ့ဟုတ်ခွင့်ရလူတိုင်းစီကိုလာပါပဲဟုတ်ကဲ့အဲ့ရလာတဲ့အခွင့်အရေးကိုတည်တည်ချာချာပန်ပန်နေနေနဲ့ကိုကအသုံးချတတ်ဖို့တော့လိုတာပေါ့နော်အဲ့အသုံးချဖို့ကလည်းကိုကပြင်ဆင်ထားမှရမှာပေါ့နော်ဟုတ်ဆိုတော့အဲ့ဒါလေးမနေ့ကဟုတ်ပါတယ်ပြောတဲ့လက်ဆောင်စကားလေးပေါ့ကျွန်တော်ကတော့ကျွန်တော်တို့ အာနုပညာရှင်တွေအတွက်ကတော့ကျွန်တော်တို့ကဇလန်ဒရမဖြစ်ရုပ်ရှင်မဖြစ်ကိုပေးလိုက်ရတဲ့ဒီအချိန်ခဏလေးတော်တဲ့မှာပိတ်သက်တရားတွေသူတို့ပေးပြီးတော့ကြည်ရတဲ့အချိန်ခဏလေးတော်တဲ့မှာကျွန်တော်တို့ဘက်ကပေးလိုက်တဲ့ရတာကိုအပြည့်အဝကျွန်တော်ရစေချင်တာပါဟာသားဆိုဟာသားလည်းဒရမာဆိုဒရမာလည်းရိုမန့်ဆိုရိုမန့်လည်းရောက်လေးတိတိယောက်ယောက်လေးကိုပကကနေပြီးသူတို့ပေးခြင်းတဲ့ message ဓာတ်ရိုက်သူတို့ရင်ထဲရောက်သွားတယ်ဆိုရင် ျွန်တော်တို့ကဘယ်လောက်ပဲပြင်မဲ့ပဲကျွန်တော်ကျင်းနေပါတယ်ခင်ဗျာဒီလိုမျိုးကျွန်တော်တို့ဒီအမှုပညာလှူရှားမှုတွေစင်ငယ်စင်ငယ်တိုးတက်လာမှုပြောင်းလဲလာမှုဆိုတာလေပိတ်သက်တွေရဲ့ဝေဖန်မသုံးသပ်မှုတွေလည်းလိုပါတယ်ပြီးတော့ပိတ်သက်တွေရဲ့အားပေးမှုတွေလည်းကျွန်တော်အများကြီးလိုပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီမဲဂျိုးကိုဘယ်လိုပြောရပါဆိုတာကတော့အရှိမဟိုကျွန်တော်တို့ရိုက်ခဲ့တဲ့ကားတွေလည်းရှိတယ်နာမည်ကြီးဝတ္ထုတွေဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ပုံဖော်တဲ့အခါကြလို့ရှိရင်လည်းပဲအရှင်ရတဲ့ပို့ပြီးတော့အတိုင်းထက်လို့ကျွန်တော်တို့ဝန်းရံပေးကြဖို့အားပေး အားပေးကြဖို့အတွက်ကိုကျွန်တော်ကတော့မေတ္တာရက်ခံချင်ပါတယ်။